ကောင်းငင်းကြည်တောင်းလို့လဲခေါ်တယ်ပေါင်းတင်းလို့လဲခေါ်တယ်ဒီကောင်းငင်းလေးတွေ ਉਹ ပေါ့နော်ပွဲစည်းတွေမှာအများဆုံးတွေ့နိုင်ပါတယ်တခြားအချိန်မှာဆိုရင်တော့လေတချို့နေရာတွေမှာတော့ရောင်းနေရောင်းတာနည်းနည်းတော့ရှားတယ်ပေါ့နော်ဒါအောင်လဲချီလီရဲ့အတော်ကလေအဲနတ်တလေးမျိုးကနေပြီးတော့ဝယ်လာခဲ့တာပါသူညာစည်းလေးကဝယ်လာတယ်လို့ထင်တယ်ပေါ့နော်ဒီကောင်းငင်းကြည်တောင်းကလေဟိုစားခါနေကြရင်ဒီလိုမျိုးမီးဖုတ်ပြီးတော့ ပြန်ပြီးတော့နှွေးစားမယ်ဆိုရင်ကောင်းချင်းနဲ့လေးရလဲပုံမွေးပြီးတော့လေကောင်းချင်းကလည်းအီအီလေးပြန်ဖြစ်တယ်ပေါ့နော်ဟိုဂူးမဖုတ်ထားတယ်လို့မျိုးလေးအဲသူကလေလှုပ်တဲ့ပုံစံကတော့လေဒီပေါင်းတင်းဝါကိုဘားတဲ့ကိုရေးစိန်ထားရဲပေါ့နော်ကောင်းချင်းဆန်ကိုထဲပြီးရင်အဲအပေါ်ကနေပြီးတော့ကောက်ရိုးတွေနဲ့ဆိုးပြီးတော့ကောက်ရိုးမီးနဲ့ဖုတ်ပြီးရတယ်လို့စာမှာဖတ်ဖူးပါတယ်ဒီကောင်းချင်းကြီတော့ကိုတချို့က ကောက်ကင်းအဖြူနဲ့လှုပ်တယ်ငချိတ်နဲ့လည်းလှုပ်တယ်ပြီးတော့တချို့ကျတော့အုံးသီးတွေပဲတွေထည့်ပြီးတော့လှုပ်ထားတာလည်းရှိပါတယ်ဒီကောက်ကင်းခြေရောက်တစ်ချောင်းကို3500ပေးရပါတယ်ဒီကောင်းချင်းကြီးတော့ကိုနှမ်းထောင်းလို့ပဇွန်ချောက်တို့ဟိုထည့်ပြီးတော့လေနှမ်းကိုစားနဲ့ထောင်းပြီးရင်ပဇွန်ချောက်ထည့်ထည့်ပြီးတော့ပဲစီစိမ့်ပြီးစားထားနဲ့တူဆိုင်လိုက်ပါတယ်။